ဒီမိုကရက်တစ်မြန်မာအသံ DVB ရဲ့စက်တင်ဘာလ30ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ကြားဖြာမှုနဲ့ကိုကမြီမိသားစုဝင်ဆက်တယောက်ကိုတရုတ်တရားရုံးကတိတ်တန်ချမှတ်လိုက်တဲ့သတင်း၊စတုံးမျိုးကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့ကလေးအပါအဝင်ရှိအောင်တည်ဆုံသွားတဲ့သတင်းနဲ့ပြည်ဦးလွင်မှာရေတကွန်ဘော်ကပြုတ်ချလို့အမျိုးသမီးနှစ်ယောက်တည်ဆုံပြီးရုရှားနိုင်ငံသားတယောက်ထံရရသွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ တရုတ်မြန်မာနယ်စပ်ကိုကန့်တိတာမှာအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းတွေလုပ်ကင်ခဲ့တဲ့မြေမီတန်းစုဝင်၁၀ယောက်ကိုတရုတ်တရားရုံးကထေရန်ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါတယ်။တခြားမြေမီတန်းစုဝင်တွေလည်းရာဇဝတ်မှုတွေအတွက်နှိရှိထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။မြေမီတန်းစုဟာတရုတ်နယ်စပ်ကိုကန့်တိတာကိုအုပ်ချုပ်ခဲ့တဲ့မျိုးနွယ်စုကြီး၄ခုတည်းကတစ်ခုဖြစ်ပါတယ်။လောက်ကင်မြို့ကိုလောင်ကစားမွေးစေဝါနဲ့ကြားဖြန့်လုပ်ငန်းတွေရဲ့ဗဟိုချမှတ်တစ်ခုဖြစ်လာအောင်ပြောင်းလဲခဲ့ရမှာပါဝင်တယ်လို့ ဆွဆွဲခံရသူတွေဖြစ်ပါတယ်။မြေမိသားစုဝင်စုစုပေါင်း39ရောက်ကိုစက်တဘာ29ရက်မှာတရုတ်နိုင်ငံအရှေ့ပိုင်း12မြို့မှာစီရင်ချက်ချခဲ့တယ်လို့တရုတ်အစိုးရရုပ်သံ CCTV ကဖော်ပြပါတယ်။ တည်တံချမှတ်ခံရတဲ့၁၁ယောက်အပြင်နောက်ထပ်၅ယောက်ကိုတော့နှစ်နှစ်ဆိုင်းကတည်တံ၁၁ယောက်ကိုတသက်တကျွန်းထောင်တန်းနဲ့ကျန်တဲ့သူတွေကိုတော့ထောင်တန်း၅နှစ်ကနေ၂၄နှစ်အထိအသီးသီးချမှတ်ခဲ့ပါတယ်၂၀၁၅ခုနှစ်ကတည်းကမြေမီတာစုနဲ့အခြားရာဇဝတ်ခိုင်းတွေဟာအွန်လိုင်းငွေလိမ်လုပ်ငန်းတရားမဝင်လောင်းကစားဝိုင်းမူရစေဝါရောင်းဝယ်မှုနဲ့ပြည်ထစာလုပ်ငန်းတွေအပါအဝင်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြတယ်လို့တရားရုံးကသုံးသပ်ပါတယ် ကချင်လွတ်လပ်ရေးဖွဲ့ KIO အုပ်ချုပ်နေတဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှိစတုံမြို့ကိုစစ်ကောင်စီတပ်ကမင်းညကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးအပါအဝင်အရက်သား၈ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ KIA ကပြောပါတယ်။မင်းညနေ၃နာရီလောက်မှာမြစ်ကြီးနားလေတပ်ကနေတက်လာတဲ့ချက်တိုက်လေရင်တစင်းတဲ့စတုံမြို့ရဲ့လူစီကားတဲ့ဈေးနေရာကိုပြင်ပထားပြီးလေးကြိမ်ပုံကျဲခဲ့တာကြောင့်ကလေး၂ယောက်အပါအဝင်၈ယောက်နေရာမှာတင်သေဆုံးခဲ့ပြီးအများအပြားထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စတုံးမြို့လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ဒုတိယဗိုလ်ချုပ်ကြီးခွန်မော်ကမင်းတို့တွေလူမဟုတ်တော့ဘူးလို့သူရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။ဆေးရဇဝတ်မှုကဂယုမဆိုင်ပဲအရသားတွေကိုဘုံကျဲတိုက်ခိုက်နေတာလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက DVB ကိုပြောပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်ရှိနိုင်ရံကံပြူဟာစခန်းရဲ့ကာကင်းဖြစ်တဲ့ကုတ်ကြီးကျေးရွာအခြေဆိုင်စစ်ကောင်စီတပ်စခန်းကိုအရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကုတ်ကြီးစခန်းကို AA နဲ့ပူးပေါင်းတပ်တွေကစက်တင်ဘာ26ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစက်တင်ဘာ28ရက်မှာအပိတပ်သိမ်းပိုက်နိုင်ခဲ့တာပါ။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်မူဆဲကန်းဒေသရှိကြက်ရိုးစိတ်ကျေးရွာကိုစစ်တွေမြို့အခြေ ဇက်စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်လို့အမျိုးသမီးတယောက်သေဆုံးပြီးနောက်ထပ်နှစ်ယောက်လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။စစ်တွေမြို့နယ်ပန်တလိတ်ကျေးရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်ရင်းတွေကစက်တင်ဘာ29ရက်နေ့လယ်ပိုင်းမှာကျေးရိုးစိတ်ကျေးရွာကိုလက်နက်ကြီးနဲ့စတင်ပစ်ခတ်ခဲ့တာလို့ဒေသခံအမျိုးသားကပြောပါတယ်။ ပဲဘကူတိုင်းအုတ်တွင်းမြို့နယ်ညောင်ခြေတောက်မြို့မှာစတင်မှ30ရက်ကပကူရိုးမှတောင်ကျရေကြောင်းမြို့ထဲကိုရေတီးရေရှက်လာပြီးတိုက်နယ်စေယုံကလူနာတွေကိုအရေးပေါ်ကဲထုတ်ခဲ့ရတယ်လို့ဒေသခံတွေနဲ့ကဲဆယ်ရေးသမားတွေကပြောပါတယ်ဒီကနေ့မနက်9နာရီဝင်းကျင်ကစပြီးပကူရိုးမှတောင်ကျရေများလာပြီးပြောင်းတေချောင်းကနေသစင်မြင်းနှင့်ပိုင်းနယ်တိုက်နယ်စေယုံမှာရေတီးရေရှက်လာတာကြောင့်စေကုတမှုခံယူနေတဲ့လူနာ20လောက်ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ဆိုပါတယ်မန္တလေးတိုင်းပြည်ဦးလွင်မြို့ ့နယ်မှာတော့ရှစ်ထပ်ရေတံခွန်မှာရေကစားရင်းလူ9ယောက်ပြုတ်ကျခဲ့လို့အမျိုးသမီး2ယောက်သေဆုံးပြီးရုရှားနိုင်ငံသားတစ်ယောက်ကိုတရားရီနဲ့ရှာတွေ့ခဲ့တယ်လို့မိသားတပ်ဖွဲ့နဲ့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံးစီကသိရပါဗျာ။ VOE သတင်းဌာနရဲ့ဝန်ထမ်းတွေကိုအလုတ်ဖြုတ်ခဲ့တဲ့ Trump အစိုးရရဲ့လောက်ရက်ကိုယာယီရက်ဆိုင်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ Washington DC ခရိုင်တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ VOE ဝန်ထမ်း900ကျော်ကိုအစုလိုက်ပြုံလိုက်အလုတ်ဖြုတ်ခဲ့တဲ့အစိုးရရဲ့လောက်ရက်ကိုယာယီရက်ဆိုင်လိုက်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ကိစ္စအပါအဝင် အချက်၅ချက်ပါတဲ့အမိန့်စာကိုဒေသစံတော်ချိန်စက်တင်ဘာ29ရက်မှာကြားနာမှုအပြီး American ပြည်တော်စု Washington DC ခရိုင်တရားသူကြီး Lambus ကအမိန့်ချမှတ်ထုတ်ပြန်လိုက် တာပါဝန်ထမ်းတွေကိုအလုတ်ဖြုတ်တာခန္ဓာတွေကိုတရားရေးဘက်ကဝင်ရောက်ဆော့ဖက်လို့မရဘူးဆိုတော့အစိုးရရှိနေတွေရဲ့တရားခွင်ခြေပါချက်ကိုတရားသူကြီးကပယ်ချခဲ့ပြီးအေဂျင်စီကဥပဒေနဲ့အညီလုပ်ငန်းမဆောင်ရွက်ရင်ဝန်ထမ်းအလုတ်ကန်ကိစ္စကိုပါသူ့အနေနဲ့ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့အမိန့်စာမှာဖော်ပြပါတယ်